Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတင်ပြရတဲ့ Facebook နဲ့ပတ်သက်တဲ့အရေးအကြောင်းအရာလေးတွေကို share လုပ်ပြီးမှဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ Facebook မှာကိုတင်တာနဲ့ public နဲ့တင်တဲ့အကောင်လုံးကိုကွာအာဒီကိုယ့် friend နဲ့တိတက်မြင်စီခြင်းနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့အာကိုယ့်ရဲ့ကိုယ်ပိုင်တယောက်တည်းကိုတိတက်မြင်စီခြင်းနဲ့အဲ့ဒါကိုပြောင်းလဲနေကို share လုပ်ပြီးမှဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အာတင်ရို့ တလေးဝင်လိုက်မယ်ကိုရဲ့အကောက်ထဲကဒီအပေါ်ပါတယ်ပေါ့နော်ညာဘက်တောက်ကအပေါ်ပါတယ်ကိုဝင်ဒီမှာတော့အဲဒီကိုအကောက်ထဲကအပေါ်ပဲညာဘက်တောက်ကိုဝင်မယ်ပြီးတော့ setting ဆိုတဲ့ဒီ screen ကိုအပေါ်တင်လိုက်ပြီးတော့ setting ဆိုတဲ့အရာလေးကိုနှိမ့်မယ်ပြီးတော့ဒီအပေါ်ဒါပြီးတော့ setting ထဲဝင်ပြီးတော့ activity လောက်ကိုဝင်မယ် activity လောက်တင်ပြီးတော့အမှဒီအပေါ်ပါတယ်က public book ကိုဝင်မယ် ဒီ publish ပို့ဝင်ပြီးတော့ဒီမှာဘောနော်ဒီ theme မှာရှိနေတဲ့အကြောင်းအရာကိုကိုကဒီဒီကိုတင်ထားတဲ့အကုံလုံးပေါ့နော်ဒီ public တဲ့အကုံလုံးကိုအကုံလုံး select ကိုလုတ်ချင်တဲ့အရာလေးကို select တဲ့အကုံလုံးမှတ်မှတ်ပြီးတော့ဒီအောက်နာလေးက chain audience ဆိုတာလေးကိုန ဒီမှာဆိုရင်ဒီမှာကို public တင်တာတဲ့အရာကအရင်တော့ကဆိုရင်အပြာရောင်အဆက်ပြီးတော့ပြီးတော့ကိုကချင်လိုက်မယ်ဆိုရင်ကိုကပင်နေရမှာထားချင်လာတယ် friend မှာထားချင်တယ်ဆိုရင် friend ဆိုတာကိုတငယ်ချင်းတွေအချင်းချင်းကိုရဲ့အကောင့်ထဲမှာ friend ဖြစ်နေတဲ့လူတွေအကုန်လုံးကို post တင်မိရတာပေါ့နော် only me ကြတော့အဒီ public မှာကြတော့ public မှာကြတော့ကိုနဲ့ friend ဖြစ်ပါစေမဖြစ်ပါစေကိုအကောင့်တွေဝင်လိုက်တာနဲ့မြင်ရတဲ့အရာဒီ only me ကြတော့ကိုတယောက်တည်းတီးတက် ကိုကောက်တဲ့ဝင်လိုက်တဲ့တွေ့တဲ့အရာလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးအချို့ရှိမယ်လို့မျှလင့်ပါတယ်နောက်ဗီဒီယိုနောက်ဗီဒီယိုမှာ Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအချိန်ရရတယ်လို့ရှင်းလောက်ပြမမို့လို့တင်ရဲ့ YouTube account ကို subscribe လောက်လောက်ပြပါအောင်เนาะပြီးရင်ဒီထဲမှာဗာရင်းအကြောင်းအရာမတိတိုင်းရှင်းရင်တင်ကိုမေးမြန်းနိုင်ပါတယ်အချိန်မေးမြန်းနိုင်ပါတယ်အားလုံးပဲတသက်သာ See you ပါ See you next video